ရွယ်ရောက်လာပြီးဖြစ်တဲ့သမီး၃ယောက်နဲ့အတူလှသွေးကြွယ်လွန်းတဲ့အလှတွေကိုပြည်သက်တွေစီကိုချပြလာခဲ့တဲ့နန္နာလိုင်းကဲပြည်သက်ကြီးတို့ရေမြန်မာနိုင်ငံရဲ့အချမ်းသာဆုံးခရိုနီတူဖြစ်သူဇေကဘာဦးဇေယျကိုလက်ထပ်ထိမ်းရသွားခဲ့သူကတော့မင်းသမီးကြီးတလက်ဖြစ်သူနန္နာလိုင်းပဲဖြစ်ပါတယ်နန္နာလိုင်းဆိုတာကတော့တကစ်တခါမှာအတော်လေးအောင်မြင်ကြော်ကြားခဲ့တယ်လို့သူမရဲ့တရုတ်ဆောင်မှုတွေကလည်းပြည်သက်တွေမျက်စိတမိတ်မခတ်ရအောင်ကိုတရုတ်ဆောင်နိုင်ခဲ့တာကြောင့်သူမရဲ့ဂုံတရင်တွေကအခုအချိန်ထိတိုင်အောင်အနုပညာလောကထဲမှာထင်ကျန်နေခဲ့တာပဲဖြစ်ပါတယ် နနလိုက်အနေနဲ့ကတော့ခရိုနီတထေးကြီးဖြစ်တဲ့ဇေကဘာဥဇေယာကိုလက်ထပ်ပြီးတဲ့အချိန်ကလေးကအနုပညာလောကဒေကနေရနာခဲ့တာဖြစ်တဲ့လုံအိမ်မှုကိစ္စတွေနဲ့မိသားစုပုံမစည်းလုံးပျော်ရွှင်စေရေးကိုပဲပို့ပြီးအလေးပေးလာခဲ့ပါတော့တယ်။ပရိသတ်တွေအနေနဲ့ကတော့နနလိုက်တရားအနုပညာလောကဒေကနေရနာသွားခဲ့တဲ့ဆိုပေမဲ့လည်းအင်မတန်မှချစ်မွေးပါလုံးနဲ့သူတို့ရဲ့မင်းသမီးကြီးကိုအမြဲတမ်းဆိုသလိုစောင့်ကြည့်အားပေးနေခဲ့ကြတာပါ။ နန္နာလိုင်ကမြန်မာတနိုင်ငံလုံးနဲ့ရှင်ပြီးကြွယ်ဝချမ်းသာသူတယောက်ဖြစ်နေပေမဲ့လည်းအမြဲတမ်းဆိုသလိုနှိမ့်ချပြီးနေတတ်တာကြောင့်သူမရဲ့ပြစ်မှုနေထိုင်ပုံတွေဟာပြည်သက်တွေကြားထဲမှာအတော်လေးကိုကျေနပ်အတုယူစရာဖြစ်နေခဲ့ပါတယ်။သူမအနေနဲ့ကလည်းအမှုပညာအလုပ်တွေကိုရပ်နားခဲ့ပြီးတဲ့နောက်မှာသမီး၃ယောက်ကိုမွေးဖွားခဲ့ပါတယ်။အခုအချိန်မှာဆိုရင်တော့နန္နာလိုင်ရဲ့သမီး၃ယောက်လုံးကလည်းအရွယ်တစ်ခုစီကိုရောက်လာခဲ့ပြီးဖြစ်တယ်လို့အမေဖြစ်သူလူမျိုးလှသွေးကြွယ်တဲ့အလှမျိုးတွေပိုင်ဆိုင်နေကြပြီဆိုတဲ့အကြောင်းမင်းသမီးကြီးနန္နာလိုင်ကအခုလူမျိုးချပြလာခဲ့ပါတော့တယ်။ သူတို့မိသားစုအနေနဲ့ကတော့ပတ်စံရှိတဲ့အတိုင်းဝိုင်းကဖြစ်ပေမဲ့အမေဖြစ်သူရဲ့ထိန်းချောင်းပေးမှုကြောင့်နည်းနည်းလေးမှခတ်ထန်တဲ့အမှုအရာတွေမရှိနေခဲ့သလိုအတော်လေးလေးရိုသားဖြူစင်လုံးနေတာကြောင့်ပရိသတ်တွေကနန္နလိုင်းတို့တမိသားစုလုံးကိုဝိုင်းချစ်ပေးနေကြပြီပဲဖြစ်ပါတယ်နန္နလိုင်ရဲ့သမီးကြီးဇေဝတီလိုင်ဟာဆိုရင်လေရွေရော်ပြီးလာတဲ့အခါမှာတော့အတော်ကောင်မှနန်းဆန်လုံးနဲ့အလှမျိုးနဲ့လာသွေးကျွယ်နေခဲ့သလိုအငယ်တွေဖြစ်ကြတဲ့ဇေနတီလိုင်နဲ့ဇေမတီလိုင်တို့ကလည်းအမေဖြစ်သူနန္နလိုင်နဲ့အတူအလှပုံနေခဲ့ကြပြီပဲဖြစ်ပါတယ်။ နန္နလိုက်အနေနဲ့ကတော့ဒီအရေးလိုမျိုးအားကိုရမဲ့သမီး၃ယောက်ကိုစက်တီရဲ့မင်္ဂလာပြည့်စုံအောင်ပြုစုပြောင်းထောင်ပေးခဲ့ပြီးဖြစ်တဲ့အကြောင်းကိုခုလိုမျိုးဆိုရှယ်မီဒီယာမှာခြားပြလာခဲ့တာလို့ပြောရပါမယ်။ပရိသတ်တွေအနေနဲ့ကတော့နန္နလိုက်ရဲ့သမီး၃ယောက်လုံးကိုအတော်လေးချစ်ပေးနေခဲ့ပြီးအငယ်ဆုံးလေးဖြစ်တဲ့မဲထွေးလေးဇေမဒီလိုင်းကိုတော့ပို့ပြီးအချစ်ပုံနေခဲ့ကြပြီးပဲဖြစ်ပါတယ်။ ဘလို့ပဲဖြစ်ဖြစ်ပါနန္နာလိုင်ဆိုတာကတော့ရုပ်ရှင်လောကထဲမှာလဲထိတ်ဆုံးကကျဲတဲ့ပွင့်ကိုကူးစွနိုင်ခဲ့တဲ့အထင်အောင်မြင်မှုတွေကိုတင်ပိုင်နိုင်ခဲ့သလိုအခုလိုမျိုးအိမ်တော်မှုတာဝန်ကိုထမ်းရတဲ့အခါမှာလဲဒီကဘာဦးစီယာတယောက်အချင်းကြနေခဲ့တဲ့ကာလတစ်ချောင်းလုံးဒီသမီး၃ယောက်လုံးကိုမိခင်ရင်ခွင်တစ်ခုတည်းနဲ့ပြုထောင်ခဲ့ရတာပဲဖြစ်ပါတယ်ဒါကြောင့်ပြိတက်တွေကဒီသမီးလေး၃ယောက်လှသွေးကြွယ်ပြီးဖြူစင်လုံးနဲ့အရေးတွေနဲ့လှပလာတာဟာမိခင်ဖြစ်သူနန္ဒလိုင်ရဲ့ထင်းချောင်းပေးမှုတွေအများကြီးပါတဲ့အတွက်ကြောင့်မိခင်တယောက်ရဲ့တာဝန်တွေပါကျေပွန်ပါတယ်ဆိုပြီးဝိုင်းပြောနေခဲ့ကြတာပါ တကယ်တမ်းမှာကြတော့နန္နလိုင်ရဲ့သမီး၃ယောက်လုံးဟာသူတို့ရဲ့ထူးချွန်ရာပညာရက်တွေမှာထူးချွန်နေကြပြီဖြစ်တယ်လို့မိဘတို့ရဲ့စကားကိုလည်းနားထောင်ကြတာကြောင့်တကယ်ကိုမှအားကျစရာကောင်းတဲ့မိသားစုတစ်ခုဖြစ်နေခဲ့ပါပြီဗျာဆိုတော့ပရိသတ်ကြီးတို့ရောသူမလူမျိုးမိသားစုအပေါ်မှာအချိန်ပေးပြီးပြို့ထောင်နိုင်ခဲ့ရဲ့လားဆိုတာကိုဖြည့်ပေးသွားကြပါအောင်ခင်ဗျာဟုတ်ကဲ့ပါအဆုံးထိကြည့်ပြီလို့အားလုံးကိုကျေးဇူးတင်ပါတယ် ။နောက်လည်းအခုလိုမျိုးအနုပညာရှင်တွေနဲ့ပတ်သက်တဲ့သတင်းအကြောင်းအရာတွေကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်တာကြောင့် channel လေးကို like and follow လုပ်ထားပေးဖို့အတွက်တောင်းဆိုလိုက်ရပါတယ်။အဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်ဆုံကြပါမယ်။